ဥစဉ်ကတော့တရဏဂုံ၃ပါးအမြဲတမ်းရွတ်ပါ၃ပါးဒုတိယသမ ्या ကဲဆိုကြည့်ပါဘုဒ္ဓံတရဏံဂိသာမိဓမ္မံတရဏံဂိသာမိသံဃံတရဏံဂိသာမိနောက်ကမြန်မာလူလေးပါပါရဘုဒ္ဓံတရဏံဂိသာမိဖယားကိုယ်ဝေသိကပိုင် ဓမ္မန္တရဏံကိသာမိသတရားကိုပဲသိကပါဤသံဃန္တရဏံကိသာမိသံဃာကိုပဲသိကပါဤအဲ့ဒါကိုဆိုတဲ့နမ်းမှာနှုတ်ဖြားနဲ့ဆိုခြင်းရဲ့ယင်တွင်နဲ့ဆိုခြင်းရဲ့နှစ်မျိုးရှိတယ်နှုတ်ဖြားကတရဏကုံမဖြစ်စေနဲ့ဘာမဖြစ်စေရအောင်လဲကဲယင်တွင်ကလာတဲ့အတန်နဲ့ဆိုကြည့်ပါ ဘုဒ္ဓံတရဏံဂိသာမိဓမ္မံတရဏံဂိသာမိသံဃံတရဏံဂိသာမိအဲ့ဒါကိုဖရားရဲ့ပုံတော်ကိုသေသေချာချာကြည့်ပြီးတော့အာယုံယူပြီးတော့ကိုဆိုရမယ်ဟုတ်လားအဲ့ဒါပြီးသွားရင်ဇီဝိတပရိယန္တံဗါတယ်လေဇီဝိတပရိယန္တံဇီဝိတပရိယန္တံဆိုတာက မြန်မာလိုပြောရင်တော့အသက်ဆုံးသည့်တိုင်အောင်ပဲတိုက်ရိုက်ကဗါရလေ